ဒီဇလန်လေးရဲ့သူရဲကောင်းကာရာမီလိုကိုလမ်းမေးမှာဂတ်တုဖားတဲ့ထည့်ပြီးဆုံပြေခဲ့တာပါ။သူ့ကိုမွေးစားခဲ့တဲ့မိသားစုကညင်ပေခဲ့တာဖြစ်နိုင်တယ်လို့သူမွေးဖွားရနေရဒေသအတွက်အရန်ပြဿနာများတယ်လို့ယူဆပြီးတော့ဆုံပြေခံရတာလည်းဖြစ်နိုင်ပါသေးတယ်။ကာရာမီလိုဟာငယ်စဉ်ကတည်းကသူရဲနေစဉ်ရုန်းကန်ရမှုဟာကိုစားဖို့အစားရှာဖို့ပဲဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ပါသေးတယ်။သူဟာဆိုးသွမ်းပြီးတော့အရင်ပြေးသွားတဲ့ခွေးငယ်လေးတစ်ကောင်ဖြစ်ပါသေးတယ်။အများရန်သူပိုက်စားတဲ့အတိုင်းပဲအကျိုးဆက်ကိုမစင်စားပဲအရသာရှိမယ်တည်ရင်တော့ဘာမဆိုလှမ်းယူတတ်ပါသေးတယ်။ တနေ့မှာကာရာမီလိုကသုံးတဲ့သားရွယ်ရောက်တဲ့အခါမှာစပိုမူလောကမှာထင်ရှားကျော်ကြဖို့အတွက်ရီမန်းထားတဲ့လူငယ်စပိုမူပေဒရိုနဲ့ဆုံခဲ့ပါတယ်။ကာရာမီလိုဟာဝဲဥကြောင့်ခိုးဖို့ကြိုးစားတဲ့အခါမှာပေဒရိုကအသားသေးကြီးလက်ထဲမမီအောင်လို့တေချာခရူးဆိုင်ပေးခဲ့ပါတယ်။ပေဒရိုမှာကာရာမီလိုကိုချက်ချင်းယုံကြည်သွားစေတဲ့အရာတစ်ခုရှိခဲ့ပြီးတော့သူကိုဘဝအတွက်ရွေးချယ်လိုက်တယ်လို့ခန်းစားခဲ့ရပါတယ်။ဈေးမဆုံမိတဲ့နောက်မှာတော့ကာရာမီလိုဟာပေဒရိုမသိဘဲနဲ့သူ့ရဲ့ဘဏ်ကားပေါ်ခုန်တက်ခဲ့ပါတယ်။ သူဟာသူ့ရဲ့တငယ်ချင်းအစ်တစ်ကိုသူ့ရဲ့အလုံးနေရာစီကိုတိတိကျကျလိုက်ပါသွားခဲ့ပါတယ်။ပေဒရိုဟာသူ့အချောတက်ဖို့ကြိုးစားနေတဲ့ဟင်းချက်လေးတစ်ခုအတွက်သူ့ရဲ့လုံဖို့ကင်မတ်တွေမလာခင်မှာစားတောက်ဆိုင်မိဖို့ကြောင့်ကိုရောက်အောင်သွားခဲ့ပါတယ်။ကာရာမီလိုဟာဘရင်ဘောက်ကနေစဖို့မှုရဲ့မှော်ပညာကိုကြီးနေခဲ့ပြီးတော့ချက်ပြုတ်ထားတဲ့အသားနှံရတာနဲ့သူ့ရဲ့ဆာလာမှုကိုမထိန်ချုပ်နိုင်တော့ပါဘူး။အဲ့ဒီနေဟာမိဖို့ကြောင့်တွေကလူတိုင်းအတွက်အထူးသဖြင့်ပေတရိုရဲ့တတိယအီဗန်အတွက်အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ အရင်ကစားတောက်ဆိုင်ကိုဝေဖန်မှုတဲ့စားတောက်ကုန်ဝေဖန်ရေးဆရာလော်ရာဟာနောက်တစ်ခါအကြသာမြည်ဆန်မှုပြန်ရောက်လာပြီးတော့သူတို့ရဲ့အကောင်ဆုံးတွေကိုပဲပေးဆွမ်းမှုမျှော်လင့်ထားပါတယ်။ဘေဟင်းဘွယ်ကမှဝေဖန်ရေးဆရာကိုအထင်မကြီးစေတဲ့အခါမှာတော့မိဖို့ကြောင့်တွေကလူတွေကပလောရိုက်ကုန်ကြပါတယ်။သူမဟာမမျောလင့်ထားတဲ့အရာတခုကိုရှာဖွေနေပြီးတော့အီဗန်ကတော့သူ့အချောတတ်ထားတဲ့ဟင်းပွဲတွေကိုသာကြွေးဖို့အာရုံစိုက်နေခဲ့ပါလေ ဒီဖီအားများတဲ့အခြေအနေမှာပေဂျိုဟာကောင်းကင်ဝေဒနာပြင်းထန်စွာခံစားရပါတယ်။ဒါကြောင့်ပဲသူကအပြင်ကိုထွက်ပြီးတော့ဆေးပြားတလုံးကိုမျိုးချကအလုတ်ကိုပြန်မဝင်ခင်အနာယူဖို့ကြိုးစားခဲ့ပါတယ်။ကာရာမီလိုဟာပေဂျိုကိုစောင့်ကြည့်နေခဲ့ပြီးတော့သူမိဖို့ကြောင့်နဲ့ဝင်လာနေခွေလေးဟာသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ ။ Ivan ကဝေဖန်ရေးဆရာအတွက်သူတို့ပြင်ဆင်ထားတဲ့ဟင်ပွဲကိုကျွေးတော့မဲ့အချိန်မှာပဲကာရာမီလိုဟာပကံမော်ကိုခုံချပြီးတော့အသားတစ်ဖဲကိုမြိုချလိုက်ပါတော့တယ်။ပေဒရိုကခွေးကိုဖမ်းဆုပ်ဖို့ကြိုးစားပေမယ့် Ivan ကသူ့ကိုအပြစ်ပေးခြင်းခဲ့ပါတယ်။ပေဒရိုကသူ့ကိုတားတဲ့အခါမှာတော့ Ivan ကဒါဟာသူ့ရဲ့မိဖို့ကြောင့်ဖြစ်ပြီးတော့သူစိတ်ကြိုက်လို့မယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်စားတောက်ဆိုင်ပန်ရှင်မာတာဝင်ရောက်လာပြီးတော့ဒီစားတောက်ဆိုင်ဟာသူမပိုင်နာဖြစ်ကြောင်းနဲ့ Ivan လုံးနေတာကိုလည်းသူမကသဘောမတူကြောင်းပြောခဲ့ပါတယ်။ Ivan စိတ်ဆိုးသွားတာကြောင့်ချက်ချင်းမဲ့အလုပ်က နေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပေဂျိုကခြေလန်းတိုးပြီးတော့ယာယီစပိုမူချုပ်အဖြစ်တာဝန်ယူလိုက်ပါတယ်။သူဟာမကြာသေးခင်ကမှအချောတက်ထားတဲ့ဘရာဇီးအကျော်မုတ်ကိုလော်ရာကိုကြွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။လော်ရာကရေမောခဲ့ပါတယ်။စိတ်ခံစားတောက်ဆိုင်တစ်ခုမှာလမ်းဘေးအစပြေမုတ်တစ်ခုကြွေတာကိုသူမကဖယ်တုံးကမှမမျော်လင့်ထားခဲ့ပါဘူး။ဒီအဆုံးရောက်တဲ့လောရရဲ့နောက်ွယ်မှာအီဗန်ရှိမှမဟုတ်ဘူးလို့သူမတန်တရားဝင်ခဲ့ပါတယ်။မာတာကတော့ဒီဟင်းပွဲကိုသူတို့ရဲ့လက်ထောက်စပွန်မူပေဂျိုကပြင်ဆင်ထားတာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ ဒီမုတ်ကိုတကိုက်စားလိုက်တဲ့အခါလော်ရာဆွဲမှတ်သွားခဲ့ပါတယ်ဒါဟာမာတာအတွက်သူတို့ရဲ့မီနူမှာဒီမုတ်ကိုထည့်သွင်းမှုနဲ့ပေဒရိုကိုစပိုမှုချုပ်အဖြစ်တကယ်ပဲတာဝန်ယူဖို့တောင်းဆိုဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။ပေဒရိုဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းအလို့စားတင်ခြင်းကလေးကဒီနေ့ကိုအိမ်မက်မခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့အမှန်တကယ်ဖြစ်မြောက်လာခဲ့ပါပြီ။သူကစားတောက်ဆိုင်အပြင်ဘက်မှာခွေးလေးကိုတွေ့တဲ့အခါမှာတော့သူ့မှကြံခဲ့တဲ့အကျဉ်းကြံတွေကိုပြီးခဲ့ပြီးတော့သူမပါဘဲနဲ့ဒါရီဘာတစ်ခုမှဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ဝေခံခဲ့ပါတယ်။ ်ပေဒရိုကအိမ်ပြန်ရောက်ပြီးတဲ့နောက်မှာတော့ခြေလောင်းနဲ့ဟောင်တန်တွေကိုကြားလိုက်ရတဲ့အခါအံ့ဩသွားခဲ့ပါတယ်သူကလာတာဆောင်ကနေပြီးတော့အပြင်ကိုကြည့်လိုက်တဲ့အခါမှာဈေးကခွေးလေးဟာမိုးတဲထန်းစွာရာနေတဲ့ကြားထဲမှာသူ့ကိုဆိတ်ရှိစွာစောင့်ဆိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်။ပေဒရိုကသူ့ကိုတိုက်ခန်းတဲ့ကိုခေါ်လာဖို့ကလွယ်ပြီးတော့ရွေးချယ်စရာမရှိတော့ပါဘူး။သူကခွေးလေးကိုအိဖိုးကော်စောတစ်ချက်ပေးခဲ့ပြီးတော့အပေါ်ပါသွားဖို့အတွက်လည်းတတ်မှတ်နေရကိုပြသခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မနက်အိယာနိုတဲ့အခါမှာတော့သူ့ရဲ့အိမ်ဟာလုံးဝရှုပ်ပွားနေပါတော့တယ်။ ခွေလီကသူ့ရဲ့နေရာကိုလုံးဝဆွဲဖြဲပြစ်လို့နေပါဖြစ်နေတာကြောင့်ပဲသူ့ကိုခွေခိဟာကိုပို့တာအကောင်းဆုံးဖြစ်မယ်လို့ပေဒူကတွေးလိုက်မိပါတယ်ပေဒူဟာအရင်ကခွေခိဟာရဲ့ပူတဲ့ပန်ရှင်ကာမီလာနဲ့ဆုံခဲ့မှုပါတယ်သူမကသူ့ကိုအဲဒီမှာတွေးလိုက်ရတဲ့အခါမှာအာအာတင့်သွားပြီးတော့အရွယ်ရောက်ပြီးခွေတွေမွေးစားဖို့ဘလောက်ခက်ခဲကြောင်းသူမရှင်းပြနေတော့မှာပဲပေဒူဟာသူ့ရဲ့ခေါင်းထဲမှာရုတ်တရက်နာကျင်မှုကိုထပ်မံခံစားလိုက်ရပါတယ်ခွေလီဟာသူ့ရဲ့ခေါင်းကိုရှာနေရပြီးတော့ ဒါဟာညကလေးကနေသူ့လုံနေတာပါ။ပေဒရိုကအဲ့ဒီအကြောင်းကိုညင်းညူပြင်မယ်။ကာမီလာကတော့သူ့ကိုဆရာဝန်နဲ့ပြတာပြီးစစ်ဆေးမှုခံယူဖို့လိုအပ်တယ်လို့ခန်းစားခဲ့ရပါတယ်။ခွေးရီဟာလူသားတွေထက်တောင်မှပဲယောဂကိုစောပြီးတော့သိရှိနိုင်တတ်ပါတယ်။ဒါကြောင့်ခွေးလေးကတခုခုမာနေတာကိုအာယုံခံမိတယ်လို့သူမကခန်းစားမိခဲ့ပါတယ်။ ပေဂျိုဟာနောက်ဆုံးမှာတော့ဆီယာဝင်နဲ့တိုင်ပင်ပြီးတော့ MRI ရိုက်ပြီးတဲ့အခါမှာဆီယာဝင်ကပေဂျိုမှာအုံနောက်ထဲမှာအခြေတစ်ခုရှိကြောင်းနဲ့ဒါဟာကင်ဆာဖြစ်နေရေနော်ဒါရုကုထုံခံယူရလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်ဆီယာဝင်ကပေဂျိုလုံးဝပျောက်ကင်းနိုင်လိမ့်မယ်လို့မထင်ပေမဲ့ယောဂတတမှုကိုတော့မျှော်လင့်နိုင်ကြောင်းပြောခဲ့ပါတယ်ယောဂရှာဖွေပြီးတဲ့နောက်မှာပေဂျိုဟာအလုံးမအာယုံဆိုင်ဖို့ရုန်းကန်ခဲ့ရပါတယ် သူကမာတာကိုအိမ်မှာနှစ်ပတ်နေပြီးမင်းယူအစ်တစ်ခုကိုဖန်တီးဖို့အတွက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်မာတာကတော့အစာပိုင်းမှာအဆင်သင့်မဖြစ်ပေမဲ့နောက်ဆုံးမှာတော့ပေဂျိုဟာဟင်းပွဲအစ်တစ်တွေနဲ့သူမကိုအထင်ကြီးစေဖို့မျှော်လင့်ပြီးတော့ခွင့်ပြုခဲ့ပါတယ်ပေဂျိုဟာသူ့ရဲ့အမေကိုအမှန်တရားကိုပြောပြဖို့အတွက်တတ်တီးမရှိခဲ့ပါဘူးဒါပေမဲ့ဒီခက်ခဲတဲ့ဘဝအဆင့်ကိုတယောက်တည်းဖြတ်တန်းဖို့အတွက်အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုတော့သူကသိပါတယ်ဒါကြောင့်သူကခွေးကြီးရာမှာထားခဲ့တဲ့ခွေးကိုဝေစားဖို့ဆုံးဖြတ်လိုက်ပါတယ် သူကခွေးလေးကိုကာရာမီလိုလိုနာမည်ပေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့လေကျင်းမှုခံယူနိုင်မှုအတွက်ခွေးချောင်းကိုလည်းပို့ခဲ့ပါသေးတယ်။ပေဂျိုကကာရာမီလိုကိုမွေးစားဖို့ဆုံးဖြတ်တဲ့အခါမှာကာမီလာကဝမ်းသာခဲ့ပါတယ်။ခွေးလေးကိုလေကျင်းပေးဖို့နဲ့ပြူစုဆောင်ရှောင်ဖို့အတွက်သူ့ရဲ့ဘွားကိုမြုံနှံထားတဲ့သူတို့အနေနဲ့ကာရာမီလိုကသူ့ရဲ့ဘွားကိုဘလို့နီလန်းတွေနဲ့ပြောင်းလဲပေးခဲ့တယ်ဆိုတော့ပေဂျိုနားလည်သွားတဲ့အတွက်သူမကတကယ်ပဲချစ်စရာကောင်းတယ်လို့ထင်ခဲ့ပါတယ်။သူဟာလေကျင်းပေးဖို့မလွယ်ကူတဲ့ခွေးတစ်ကောင်ဖြစ်ပေမဲ့ပေဂျိုကလက်မလျှော့ခဲ့ပါဘူး။ ပေဂျရူနဲ့ကာမီလာတို့ဟာကာရာမီလိုအတွက်အတူတူအားပေးခဲ့ကြပါတယ်။ကာမီလာရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ကျောင်းရဲ့ပူရဲပန်ရှင်လူစီယာနာဟာသူတို့နှစ်ဦးကြားကယဉ်နေမှုတိုးပွားလာတာကိုခံစားမိခဲ့ပါတယ်။ဒီနေ့မှာပေဂျရူဟာနောက်ဆုံးမှာတော့ကာမီလာကိုချိန်တွေးဖို့တောင်းဆိုဖို့တတိမွေးခဲ့ပါတယ်။ ကာမီလာတုံဆိုင်နေတဲ့အခါမှာတော့လူစီယာနာကသူတို့သွားမယ်လို့ပေဒရိုကိုကတိပေးခဲ့ပါတယ်။ပေဒရိုဟာကာမီလာစားတောက်ဆိုင်နဲ့ဝင်လာတာကိုကြည့်ပြီးတော့စိတ်လှရှားနေခဲ့ပါတယ်။သူဟာသူ့ရဲ့နာမည်ကြီးမဟုတ်ကိုသူတို့စားပွဲစီယူလာတဲ့အခါမှာတော့ကာမီလာကအထင်ကြီးသွားခဲ့ပါတယ်။ပေဒရိုဟာဟင်းပွဲကိုတရားလေးပြင်ဆင်ခဲ့ပေမယ့်စားသုံးသူတယောက်ကဟင်းပွဲအဆင်မပြေဘူးလို့ကွန်ပလိန်တက်တာခံရပါတယ်။ပေဒရိုကဟင်းပွဲကိုမီးဆန်းကြည့်ပြီးတဲ့အခါမှာတော့ကောင်းတယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ပေါ်လာမီးဆန်းကြီးတဲ့အခါမှာဖောက်တဲ့ပြောတာမှန်တယ်ဆိုတော့သူမသိလိုက်ရပါတယ်။သူ့ရဲ့ယောဂါဟာသူ့ရဲ့အရာသာခံအဖုလေးတွေကိုထိခိုက်စေနိုင်တယ်ဆိုတော့ယုတ်တရက်သဘောပေါက်လာပြီးတဲ့အခါမှာတော့ချက်ချင်းပဲသူကကြံမျက်မော်လဲကျသွားခဲ့ပါတယ်။ပေဒိုကိုကုသမှုခံယူနေတဲ့ဆေးရုံကိုပို့ဆောင်ခဲ့ပြီးတော့ဒါရုကုထုံအလုံးမဖြစ်တာကြောင့်ပဲအကျိတ်ကိုခွဲစေဖို့ကလွယ်ပြီးတော့ရွေးချယ်စရာမရှိတော့ဘူးလို့ပြောခံခဲ့ရပါတယ်။ပေဒိုဟာဆေးရုံမှာသူ့ကိုစောင့်နေတဲ့ကာမီလာကိုတွေ့ရပေမဲ့အရေးမကြီးဘူးလို့ဟန်ဆောင်လိုက်ပါတယ်။ ကာမီလာကသူ့ကိုကင်ဆာရောဂါရှိနေတာကိုသူမသိပြီးသားဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။သူမကိုအစာပိုင်းမှာပေရိုနဲ့အတူလိုက်ခွင့်မပြုခဲ့ပေမဲ့သူမဟာသူ့ရဲ့ဇနီးဖြစ်ကြောင်းလိမ်ပြောပြီးတဲ့အခါမှာနောက်ဆုံးမှာတော့သူ့ရဲ့ယောဂါအကြောင်းကိုသိရှိခဲ့ရပါတယ်။ခွဲစိတ်မှုမလုပ်ခင်မှာပေဂျိုမှာတပတ်တာအချိန်ရပြီးတော့သူဟာအလွန်ဆိတ်ဖြစ်စီနေခဲ့ပါတယ်။ကာမီလာနဲ့အနာဂတ်မရှိနိုင်တော့တာကြောင့်ပဲသူမနဲ့ပတ်သက်တာတွေကိုရှေ့ဆက်မလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတငယ်ချင်းလီယိုဟာသူ့ရဲ့တိုက်ခန်းကိုရောက်လာခဲ့ပါတယ်။ သူဟာကင်ဆာကိုကြာရှည်စွာတိုက်ဖျက်နေခဲ့တာဖြစ်ပြီးတော့ပီရူအခုလိုမမြန်လက်လျှော်တာကိုမြင်ဖို့သူအဆင်သင့်မဖြစ်ခဲ့ပါဘူး။လီယိုကသူ့ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့ပြီးတော့ခွဲစိတ်မှုမလုပ်ခင်မှာသူ့မှရှိတဲ့၆ရက်တာအတွင်းမှာသူ့ရဲ့ဘဝကိုအပြေးဝနေထိုင်ဖို့အကြံပေးခဲ့ပါတယ်။ပီရူဟာကာမီလာနဲ့ထပ်မတွေ့တော့ဖို့ဆုံးဖြတ်တယ်ဆိုတာကိုလီယိုသိလိုက်ရတဲ့အခါမှာတော့စိတ်ပြက်ခဲ့ပါတယ်။သူ့ရဲ့အဆိုအရ တို့ထာဝရအတူတူမရှိရင်တောင်မှပြစ္ဆုတ်ပံမှာပျော်ရွှင်မှုကိုခံစားရတာကအရေးကြီးဆုံးပဲလို့ဆိုပါတယ်။ဗီဂျိုကနောက်ဆုံးမှာတော့ခွေးချောင်းမှာကာမီလာနဲ့ထပ်တွေ့ပြီးတော့သူမနဲ့ပြန်လဲတင်မြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဗီဂျိုကခွဲစိတ်မှုကနေသူကအသက်မရှင်နိုင်ခဲ့ရင်တောင်မှကာရာမီလိုကိုခယူးဆိုင်ပေးဖို့အတွက်ကာမီလာကိုတောင်းဆိုခဲ့ပါတယ်။ကာမီလာကအဲ့ဒီလိုလှုပ်ပြီးမယ်လို့ကတိပေးခဲ့ပေမယ့်တခုခုကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုတာသူကခံစားမိခဲ့ပါတယ်။ သူမကနောက်ဆုံးမှာတော့ပေဂျိုကိုဘန်ကနေပြီးတော့အကြောင်းကြားစာလက်ခံရရှိကြောင်းနဲ့သူတို့ရဲ့ကြွေးမိတွေကိုမရှင်းနိုင်ရင်တော့ပိုင်ဆိုင်မှုတွေကိုဆုံးခွာရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ပေဂျိုဟာပြဿနာကိုဖြေရှင်းမှုအတွက်ကတိပေးခဲ့ပါတယ်။ကာမီလာကနောက်ပိုင်းမှာပေဂျိုရဲ့စပင်တွေကိုရေးပေးခဲ့ပြီးတော့ပျော်ရှင်စွာနဲ့အဒီနေကိုအဆုံးသတ်ခဲ့ပါတယ်။ခရစ်စင်မှုမပြုတ်လောက်ခင်မှာပေဂျိုဟာသူ့ရဲ့အမိနဲ့တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကဘာတွေကြုံတွေ့နေရလဲဆိုတော့သူမကိုမပြောပြနိုင်ပါဘူး။ ဒါပေမဲ့ခွဲစိတ်မှုမလုပ်ခင်မှာသူမနဲ့စကားပြောခွင့်မရရင်တော့နောင်တရမိမှတည်ကြတယ်ဆိုတော့သူကသဘောပေါက်လာခဲ့ပါတယ်။သူရဲ့အမိကဝမ်းနဲ့ကြေကွဲခဲ့ပေမဲ့မျှော်လင့်ချက်လည်းရှိခဲ့ပါတယ်။ကာရာမီလိုနဲ့အတူနေထိုင်ပြီးတဲ့နောက်မှာတော့ခွေးအစာတွေကအယားသာမရှိဘူးဆိုတော့သူကသဘောပေါက်ခဲ့တာကြောင့်ခွေးတွေတကယ်ကြိုက်မယ်အယားသာရှိတဲ့အစာအစာကိုပေးဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ကာမီလာဟာအစာတောက်ထရက်ကားကိုမြင်လိုက်ရတဲ့အခါမှာတော့ပျော်ရွှင်ခဲ့ပါတယ်။အဲဒီနောက်မှာလီယိုဆုံးမသွားခဲ့ပြီးတော့တနေ့နေ့မှာသူတို့လမ်းခွဲရလိမ့်မယ်ဆိုတာကိုသူကသိပေမဲ့ အဲ့ဒီနေဟာဒီလောက်မမြန်ရောက်လာလိမ့်မယ်လို့သူကမထင်ခဲ့ပါဘူး။ဒီယိုကသူ့အတွက်လှန်ကြီးရတဲ့စာအုပ်တုပ်ထားခဲ့ပြီးတော့ကဘာပေါ်မှာထင်ရှားကြော်ကြားဖို့မစိုးရိမ်ပဲနဲ့လူတွေအပေါ်မှာထင်ရှားကြော်ကြားဖို့အာယုံဆိုင်ဖို့အကြံပေးခဲ့ပါတယ်။ပေဒရိုရဲ့အစားတောက်ထရက်ကားစိတ်ကူဟာအောင်မြင်မှုရရှိခဲ့ပါတယ်။ဖွင့်ပွဲညမှာတော့ဖောက်တဲ့အများပြားကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးစရာလော်ရာတော်မှာသူရဲ့မုတ်ကိုနောက်တစ်ခါမြည်ဆန်းကြည့်ဖို့အတွက်သူရဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်။ယင်းဤမြုံနံသူလိုအပ်တယ်ဆိုရင်တော့သူ့ကိုဆက်သွယ်ဖို့အတွက်သူမကအကြံပေးခဲ့ပါတယ်။ကာမီလာနဲ့ပေဒရိုတို့ဟာသူတို့ကြိုးစားရင်တော့ခွေးချောင်းကိုကယ်တင်နိုင်လိမ့်မယ်ဆိုတော့သူတို့ယုံကြည်လာကြပါတယ်။ပေဒရိုဟာကာရာမီလိုအတွက်ညစာပြင်ဆင်ပေးခဲ့ပြီးတော့ခွေးလေးကအစားအစာကိုစိတ်မဝင်စားပဲဆက်ဟောင်းနေတဲ့အခါမှာသူက အာအာသင်ခဲ့ပါတယ်။ ပေဂျိုဟာမကြခင်မှာပဲပြင်းထန်တဲ့မတမတာခံစားမှုကိုခံစားလိုက်ရပါတယ်။ရုတ်တရက်နာကျင်မှုကပြန်ရောက်လာပြီးတော့သူကကြံပြစ်မော်လဲကြသွားခဲ့ပါတယ်။ပေဂျိုကတတိမိနေပြီးတော့ကာရာမီလိုကသူ့ကိုဘန်ကားရဲကနေဆွဲထုတ်ဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့ပေမယ့်ဒါဟာမဖြစ်နိုင်တဲ့ကြိုးပမ်းမှုဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲမီဘူဟာပိတ်မထားသေးပဲနဲ့အဝိစာတစ်ခုမီဆွဲလောင်ခဲ့ပါတယ်။ကာရာမီလိုဟာချက်ချင်းတစ်ခုခုလုပ်ရမယ်ဆိုတာကိုသိတဲ့အတွက်ကာမီလာကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ လမ်းမသူကဖန်ခွဲစားတစ်ခုကိုနေမိပြီးတော့ခြေထောက်ဒဏ်ရာရခဲ့ပြီးမြကာမီလာကိုရအောင်ရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကာမီလာဟာဒဏ်ရာရထားတဲ့ခြေထောက်နဲ့သူ့စီရောက်လာတဲ့ကာရာမီလိုကိုမြင်ရတဲ့အခါသူတို့ပေရူကိုသွားကြည့်ဖို့အတွက်အရေးကြီးတယ်ဆိုတာကိုသူမသဘောပေါက်ခဲ့ပါတယ်။နောက်တစ်ချိန်မှာလည်းကာရာမီလိုဟာသူ့ရဲ့အသက်ကိုကယ်တင်ခဲ့ပြီးတော့ပေရူကိုဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ပါတယ်။ သူကိုချက်ချင်းခွဲစိတ်ရမှာဖြစ်ပေမဲ့လုပ်ငန်းစဉ်မစတင်ခင်မှာကာမီလာနဲ့သူ့ရဲ့အမေကိုကာရာမီလိုကိုခေါ်လာပေးဖို့တောင်းဆိုခဲ့ပါတယ်။သူခွဲစိတ်ခံနေမဝင်ခင်မှာသူကိုကယ်တင်ခဲ့တဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုကျေးဇူးတင်ခြင်းခဲ့ပါတယ်။ဆေးရုံမှာခွေးမွေးမြူခွင်းမရှိတဲ့တင်ကြမှုဝါဒရှိတာကြောင့် ကာမီလာဟာခွေးကိဟာမှာရှိတဲ့ခွေးတွေအားလုံးနဲ့စေယုံကိုလူစုလူဝေးဖြစ်အောင်လုပ်ပြီးတော့ဝန်ထမ်းတွေကိုအာယုံလွှဲစေရင်လည်းကာရာမီလိုကိုပေဒိုစီခေါ်လာဖို့အတွက်ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲဒီအစီအစဉ်ကလည်းအလုံးဖြစ်ခဲ့ပြီးတဲ့အခါမှာတော့ပေဒိုဟာသူ့ကိုထပ်မံကယ်တင်ခဲ့တဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုကျေးဇူးတင်ဖို့အခွင့်အရေးရရှိခဲ့ပါတော့တယ်။ကာရာမီလိုရဲ့စက်သိန်းမှာတော့ပေဒိုကခွဲစိတ်မှုကနေအသက်ရှင်ကျန်ရခဲ့ပါတယ်။ဒါပေမဲ့အန်နီကမပြောက်သွားသေးပဲနဲ့တနေ့နေ့မှာအဆိုးဆုံးနေဖြစ်လာလိမ့်မယ်ဆိုတဲ့အမြဲတမ်းကြောက်ရွံ့မှုနဲ့သူကဆက်လက်နေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့ မဲ့ပေဂျိုဟာလီယိုရဲ့အကြံဉာဏ်ကိုစဉ်းစားခဲ့ပြီးတော့သူ့ရဲ့ဘဝကိုဆက်လက်နေထိုင်ခဲ့ပါတယ်။ဘဝမှာအသေးအမွှားလေးတွေကိုတန်ဖိုးထားတာကအရေးကြီးဆုံးပဲဆိုတာကိုလည်းသူကသဘောပေါက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကကာမီလာနဲ့လက်ထပ်ခဲ့ပြီးတော့သူတို့ကသားလေးတစ်ယောက်ရရှိခဲ့ပါတယ်။သူတို့ရဲ့အစားအသောက်ထရက်ကားစီးပွားရေးအောင်မြင်ခဲ့တာကြောင့်ပဲသူတို့တွေကခွေးတွေနဲ့သူတို့ရဲ့လူသားတွေအတွက်ကဖေးတစ်ခုဖွင့်ခဲ့ပါတော့တယ် ှစ်တွေ့အကုန်လုံးသွားခဲ့တဲ့နောက်မှာတော့ကာရာမီလိုက15နှစ်ရောက်လာခဲ့ပါတယ်။ပေရိုဟာကာရာမီလိုနဲ့အတူရှိဖို့အတွက်အချိန်သေးမကျန်တော့ဘူးဆိုတာကိုသဘောပေါက်ပြီးတော့ကန်းကြီးကိုသွားကလိုင်းတွေကိုခန်းစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကာရာမီလိုဟာကန်းကြီးကိုအမြဲတမ်းချစ်ခဲ့ပြီးတော့ငမန်တွေကိုစိတ်ဝင်စားဖို့ရပါတယ်။ပေတူနဲ့ကာရာမီလိုတို့ဟာအတူတူငြိမ်သက်တဲ့နေ့တစ်နေ့ကိုလိုင်းလုံးတွေကိုကြည်ရင်ကုံဆုံးခဲ့ပြီးတော့ဒါဟာကာရာမီလိုမဆုံးပါခင်မှာသူတို့အတူတူလုပ်ခဲ့တဲ့နောက်ဆုံးအမှတ်တရလှုပ်ရှားမှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူရဲ့ခန်းစားချက်တွေကိုမျှဝေဖို့အတွက်ဘသူမှမရှိတဲ့အခါပေဂျိုဘီမာကာရာမီလိုကရက်တီခဲ့ပါတယ်အခုတော့သူ့ကိုထောက်ပံ့ဖို့အတွက်မိသားစုရှိနေပြီဖြစ်တဲ့အတွက်ကာရာမီလိုလည်းငြင်းချမ်းစွာတည်ဆုံနိုင်ခဲ့ရင်းနဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ